ောက်ကနေအကြီးလေးဆွေးနွေးပြီးမှသုတ်တာမျိုးမဟုတ်ဘူးကျွန်တော်တို့လေ့လာသုံးသပ်ချက်တွေဒါဆိုရင်ငွေကောင်းဖြစ်စဉ်ကိုလည်းပြန်ကြည့်မယ်ဆိုရင်ဒီက MOU ထူးတဲ့ကိစ္စမှာငွေကောင်းဒီတော့ကနေအမှတ်ပြီးထူးပြီးမှပဲဒီတော့ကနေတည်တာအနောက်ဘက်ကလည်းအိမ်ပါဒီကိုအကောင့်တွေပေါ်ဆွဲတဲ့နေရာမှာအုပ်ွင့်လေးလေးဒီကလာရှိလာရှိလာတွေ့ရပါတော့နော်အကောင့်ကျိုးတွေလည်းအများဆုံးပြောသွားတယ်စိုးကျိုးကနည်းနည်းလေးပဲရှိပါတယ်အကောင့်တွေကို ြောသွားတာတွေ့ရတယ်။ digit ကိုသွားကြည့်တော့လေ digit ကိုကျွန်တော်လေ့လာကြည့်တယ်ဗျ digit manager ကိုပဲတွေ့ရတယ်။အဲ digit ကဒေတာကန်ပြီးပြီးဒီစိတ်ဥစီမံပေးနေပြီးသဘောတူညီချက်ကိုတကယ်တော့ဘာမှမယူခဲ့တာကိုပဲတွေ့ရတယ်။ဒီနေ့ရုပ်သေးတွေမပြီးဘူး။အလဲချင်းတော့ဘူးစားပြီးပြီးတာလည်းပဲတွေ့ရတယ်။ဒီစီရတဲ့မိစ္ဆာတွေပါဝင်လာတယ်။ဒီဒေတာကန်ရဲ့ digit ပြီးသဘောတူညီချက်ကိုယူရင်းနဲ့သူနှိစရာပေါ့သူတို့ဟိုပေါ့ဒီစိတ်ဥစီမံပေးအုပ်ချုပ်ရေးမှုတွေနဲ့ ူပေါင်းပြီးတော့လက်မှတ်တွေထိုးပြီးတော့ရမယ်လူရဲ့သဘောတူညီချက်တွေပြန်လည်ပြီးတော့ဒီတောင်မွေးသွေးဆက်ယုံတွေစောက်လို့မယ်ဆိုရင်လေတို့ညဉ့်ညမ်းမှုတွေနဲ့ဒေသခံပြည်သူတွေကျမ်းမာရေးအရာထိခိုက်စေနိုင်တဲ့အပြင်ကဘာကြီးပူနွေးလာစေနိုင်ပြီးရာသီဥတုတွေပျက်စီးဆုံးရှုံးနိုင်တဲ့အတွက်ဒီစီမံကိန်းတွေကိုမလုပ်ဖို့ရပ်ဖက်လူမှုဖွဲ့စည်းတွေကတားဆီးနေပေမဲ့လည်းဒေသခံတွေအပြင်ကြေးရအနာဆက်ရှိတဲ့ဖုံတော်ကြီးတွေကိုပါစီယုံပြီးရှေ့တိုးလှုပ်ဆောင်မှုတွေရှိတယ်လို့သိရပါတယ်။မရှိမဆိုင်မဲနဲ့ ကင်းကွန်းတက်နိုလော်ဂျီ CCD လောက်တာမှာဘုံကြီးညံမှာတော့ဘာမှမဆိုင်။ဟုတ်တယ်လူငယ်တွေကတော့အနာဂတ်ကိုဥဆောင်ရမယ်။ကိုယ့်ရဲ့ရိုက်ဝါဒေတာကိုဥဆောင်နေတယ်။အဲ့တော့ဒီလူငယ်တွေဟာကောင်းတာဆိုတာသိရမယ်ဆိုတာကျမတို့လူငယ်ဖွဲ့စည်းကိုခေါ်သွားတာကျမတို့လက်ခံ။ဆွတ်တော်မင်းကိုခေါ်သွားတာလက်ခံ။ဘုံကြီးကဘာဖြစ်လို့လဲ။ဘုံကြီးရဲ့အာနာဆက်ကို ရွာတွေအပေါ်မှာတုံးကျင်လို့ခေါ်တဲ့စုကလေးကဒီ company တွေဟာရုပ်သားမှုရှိမှုမြန်မာပြည်ပေါ်မှာ asset ကြီးလက်တွေရဖို့လို့အဖွဲ့ကပြောနေတာကျမတို့မယုံနိုင်တော့ဘူး ကြောင်မီးသွေးစက်ရုံတွေကထွက်ရှိလာတဲ့အငွေ့တွေကြောင့်လေဒုတစ်ခုတည်းကိုသာညဉ့်ဉန်းစေခဲ့တာမဟုတ်ပဲဒီကြောင်မီးသွေးတွေကိုရေဖြန့်ပေးရတာကြောင့်မီဂါဝက်900ထုတ်လုံးမဲ့ကြောင်မီးသွေးစက်ရုံတရုံအတွက်တနစ်ကိုရေဂါလန်1.2ဘီလီယံဂါလန်လိုအပ်ပြီးနှစ်တွေကြာလာတဲ့အခါမှာမြေအောက်ရေအခက်ခဲတွေပါဖြစ်စေလာနိုင်တယ်လို့သဘောပတ်ဝန်းကျင်ပညာရှင်တွေကပြောပါတယ်လက်ရှိမြန်မာနိုင်ငံမှာကြောင်မီးသွေးစက်ရုံ၃ခုရှိပြီးနောက်ထပ်ထပ်မံလှုပ်ဆောင်မှု MOU ထိုးထားတဲ့စီမံကိန်း၁၀ခုအထက်မှာရှိနေပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ